ရှူရှူရှဲရှဲနဲ့ပွင့်ထွက်သွားမဲ့ရခိုင်မုတ်ဒီချက်ပြပါမယ်။မြုပ်ဒီအရင်လော်ပါမယ်။ရေနှင်းငယ်စားနှင်းငယ်ထည့်ပြီးတော့မှကျမတို့လော်ပေးလိုက်ပါမယ်ရှင်။ချက်သွားပြီဆိုလို့ရှိရင်တော့ brander နဲ့ကြိတ်ပါမယ်။ brander မရှိတဲ့သူကငရုံစုံနဲ့ထောင်းလိုက်ပါတယ်ရှင်။ဒီနည်းကတော့ကျမနေမလို့ကျမကြိုက်တဲ့ပုံစံလေးချက်ထားတာဖြစ်ပါတယ်။ရေနှွေးဆူလာပြီဆိုလို့ရှိရင်တော့စိမ်းစားငပိဖြော်ထားတာလေးထည့်မယ်။အညီနဲ့ပြအောင်အနှင်းငယ်ကြိုလိုက်ပြီဆိုလို့ရှိရင်တော့သားနှွင်ထားတဲ့ငါးကျင်လေးတွေကိုထည့်ပါမယ်။ပြီးရင်တော့ကျမပဒေကိုလီးပါတယ်ချက်သွန် ဖြူလဲထဲပါတယ်။အာပဒဲကောကမကြိုက်ရင်မထည့်လဲရပါတယ်။ရခိုင်စစ်တွေကတော့ပဒဲကောမသုံးပါဘူး။ဒါပေမဲ့ကျမကအနံ့ကြိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမကတော့ထည့်သုံးပါတယ်။ငရုတ်ကောင်ထည့်တယ်၊ပဒဲကောထောင်းတယ်၊ကျက်သွန်ဖြူထောင်းပြီးတော့မှရရှိလာတဲ့အထောင်းတွေကိုခဏတော်ကပြုတ်ထားတဲ့ငါရည်တွေကိုထည့်လိုက်ပါတယ်ရှင်။ပြီးရင်တော့အားလုံးကိုမွေမယ်။အရသာကတော့မိမိကြိုက်တဲ့သက်သလိုထည့်ပါတယ်။ကျမကတော့စားနဲ့တကြားနေငယ်နဲ့ချုံမုတ်ထည့်ပါတယ်။အချုံမုတ်အရင်မသုံးချင်လို့ကျမကတကြားနဲ့ရောသုံးတာဖြစ်ပါတယ်ရှင်။ရှင်းရရပြီဆိုလို့ရှိ င်တော့ကျမတို့စာဖို့အတွက်ပြင်ဆင်ပါမယ်။မုတ်တီထဲလော်ထားတဲ့ငုတ်တီတောင်းနန်းနန်းပင်နဲ့ဟင်္ဂါရီလေးထည့်ပြီးတော့မှတံမြရဲ့နေငယ်ညစ်ထဲလိုက်ပါမယ်။ဖဲကြော်နဲ့ငှက်ဖဲကြော်လေးရှင်တော့ကောင်းတာပေါ့ကျမမှမရှိလို့ဒီလိုလေးပဲသုံးဆောင်ပါတယ်။ကျေးဇူးပါ